အမေရိကန်တပ်ဖွဲ့ဖိလစ်ပိုင်ကိုရောက်ရှိလာပြီဒါကတတိယကမ္ဘာစစ်ရဲ့အစလားတရုတ်ကန်ကြေဆောင်တပ်ဖွဲ့ဟာတောင်တရုတ်ပင်လယ်ပြင်ကဖိလစ်ပိုင်ရဲ့အဓိကစစ်ရေးစခန်းတစ်ခုအနီးကအငင်းပွားပဲဖြစ်နေတဲ့ကျွန်းတစ်ခုကိုထိန်းချုပ်လိုက်ပြီးဖြစ်ပါတယ်ဒီလိုရကြောင်ဖိလစ်ပိုင်နဲ့နယ်မြေပိုင်ဆိုင်မှုဆိုင်ရာတင်းမာမှုတွေပုံမှန်မြင့်တက်လာစေပါတယ်တမရာဖာရီနယ်မာကော့စ်ဂျူနီယာရဲ့အဆိုအရဟာဒေတာရင်းတရုတ်ရဲ့ရန်လိုမှုတွေတိုးပွားလာနေတာကြောင့် နိုင်ငံရဲ့ကာကွယ်ရေးဆိုင်ရာဆက်ဆံရေးတွေကိုဆက်လက်တိုးချဲ့နေပါတယ်။ဒီအတော့တွင်မှာပြုလုပ်ခဲ့တဲ့စစ်ရေးလေ့ကျင့်မှုတစ်ခုကတရုတ်ရဲ့အာယုံကိုဖမ်းဆားခဲ့ပြီးတော့စစ်သည်မော်ရီနဲ့တိုက်လေရင်တွေဟာအနောက်ဖိလစ်ပိုင်ပင်လယ်ပြင်ရေပိုင်တဲ့ထက်မှာပြန်တန်းနေပါတယ်။ဖိလစ်ပိုင်ဟာလက်ရှိမှာတရုတ်နဲ့စစ်ပွဲအတွက်အထူးသတိထားနေပါတယ်။မကြာသေးခင်လရီအတွင်းမှာတော့ဖိလစ်ပိုင်နဲ့တရုတ်ကြားတဲမာမှုတွေဟာအရှိန်ဟုန်မြင့်တက်နေပါတယ်။အငင်းပွားပွဲရာတွေပြည့်နှက်နေတဲ့ကျွန်းတွေနဲ့နယ်မြေတွေမှာအသေးစားထိတ်တိုက်တွေ့ဆုံမှုတွေ တိုင်းပြည်မှုတွေကနေတရုတ်ရဲ့ရန်လိုတဲ့ချိန်ချောက်မှုတွေတိုးပွားလာတာအထိပါပဲဒေတာရင်းအခြေအနေတွေကစစ်ပွဲအတွက်ဥတီလာနေပြီးတော့တစတစပုံမှုဆိုးရွားလာနေပါတယ်တုံ့ပြန်မှုအနေနဲ့ဖိလစ်ပိုင်ကသူ့ရဲ့ကမ်းခြေတွေပေါ်ကိုအမေရိကန်တပ်ဖွဲ့တွေပုံမှုများပြားစွာဆင်းသက်လာတာကိုတွေ့မြင်နေရပါတယ်ဒုံးကြီးတွေကိုစမ်းသက်နေပြီးဖိလစ်ပိုင်တို့ဟာသူတို့ရဲ့အမေရိကန်မဟာမိတ်မိတ်ဖက်တွေနဲ့စည်ရေးလေ့ကျင့်မှုတွေတိုးမြှင့်လှုပ်ဆောင်နေပါတယ်ဒီကျွန်းနိုင်ငံဟာစစ်ပွဲအတွက်ပြင်ဆင်နေပါပြီ။ မကြာသေးခင်က2025ခုနှစ်မတ်လမှာကာဝေးဝင်ကြီး PD Hex Hex 6ဟာမနီလာကိုလာရောက်ခဲ့ပါတယ်။သူကသမရမာကို့စ်နဲ့သူ့ရဲ့လုပ်ဖော်ကင်ဘတ်ဂီပါတိုတီယိုဒိုရိုနဲ့တွေ့ဆုံခဲ့ပါတယ်။သူတို့ရဲ့တွေ့ဆုံမှုဟာ Indo-Pacific ဒေသတစ်လျှောက်နောင်လာမဲ့စည်ရေးတာစီကာဝေးမှုဂျိုးပန်းမှုတွေကိုဆွေးနွေးဖို့ဖြစ်ပါတယ်။ဒီအစည်းအဝေးမှာခေါင်းဆောင်တွေဟာဘန်နာရေးဆိုင်ရာဂတိကိုတွေကိုတိစောက်ဖို့နဲ့ချဲ့ထွင်ဖို့စီမံကိန်းတစ်ခုကိုလည်းဆွေးနွေးခဲ့ကြပါတယ်။ ဒီထဲကတစ်ခုကတော့ဖိလစ်ပိုင်စစ်တပ်ကိုခင့်မြောင်ကူညီဖို့2024ခုနှစ်ဇူလိုင်လမှာအမေရိကန်ကဒေါ်လာတန်900ကူညီဖို့ကတိကဝတ်ပြုခဲ့တာပါဒီသဘောတူညီချက်အရအမေရိကန်တွေကပုံမိုအစင်းမြင့်တဲ့စည်ရေးခြေကံအဆောက်အုံတွေကိုလည်းဖြန့်ကျက်ချထားမှာဖြစ်ပါတယ်အဲ့ဒီခြေကံအဆောက်အုံတွေထဲမှာဒေါ်လာ9.58ဘီလီယံတန်ဖိုးရှိတဲ့ F16 တိုက်လေယာဉ်အစင်း20ရောင်းချမှုလည်းပါဝင်ပါတယ်ဒီသဘောတူညီချက်အသစ်မှာအစင်းမြင့်လမ်းညွှန်တုံးကြီးပြစ်လွတ်စစ်နဲ့အသစ်တွေလေယာဉ်ပြည့်အမြောက်တွေ စနိုက်ပါလက်နက်တွေအစစ်မြင့်ပြစ်မှတ်ရှာဖွေရေးကိရိယာတွေနဲ့ရေဒီယိုစနစ်တွေလည်းပါဝင်ပါတယ်။ဒါအပြင်နှစ်နိုင်ငံကြားနှစ်ဖက်စစ်ရေးလေ့ကျင့်ရေးအတွက်အစီအစဉ်တစ်ခုကိုလည်းဖန်တီးပေးထားပါတယ်။နှစ်ဖက်စိုက်ဘာကာကွယ်ရေးစစ်ဆင်ရေးကိုတောင်စတင်ခဲ့တယ်လို့တောင်ပြောကြပါတယ်။ဒီနှစ်စဉ်လေ့ကျင့်မှုဟာအမေရိကန်နဲ့ဖိလစ်ပိုင်ကြားအရေးကြီးဆုံးစစ်ရေးလေ့ကျင့်မှုဖြစ်ပါတယ်။ Nimitz 6ဆိုတာ Navy Marine Expeditionary Ship Interdiction System ကိုကိုးစားပြုပါတယ်။ လက်နက်တိုက်ထဲကအသစ်ဆုံးလက်နက်တွေထဲကတစ်ခုဖြစ်တဲ့ Nami 6ဟာအစစ်မြစ်နည်းပညာသုံးလက်နက်ပလက်ဖောင်းတစ်ခုပါသူ့ရဲ့စွမ်းရည်တွေကအင်အားကြီးမားတဲ့တင်းမော့ပစ်ဒုံးကြီးများကိုပေါ်ပါတဲ့တန်ချက်ကရင်တွေနဲ့ပေါင်းဆက်တည်ဆောင်နိုင်ပါတယ်အရေးကြီးဆုံးကတော့ဒီစနစ်ကိုဝေးထိန်စနစ်ဖြစ်လဲပတ်နိုင်ပြီးတပ်ဖွဲ့ဝင်များအတွက်ဖြစ်ပေါ်လာနိုင်တဲ့အန္တရာယ်ကို short ချပေးပြီးတော့နေရာမျိုးမျိုးကိုလည်းလှည့်မြန်စွာရွှေ့ပြောင်းနိုင်ပါတယ်ခြုံပြောရရင်တော့ဂုံးမြေကနေရန်သူတင်းမော့တွေကို တိုက်ခိုက်ဖို့ဒီဇိုင်းထုတ်ထားတာပါဒါကစစ်ပွဲတစ်ခုမှာ ဖိလစ်ပိုင်ကျွန်းတွေကနေတရုတ်ကိုတိုက်ခိုက်ဖို့အကောင်းဆုံးအခြေအနေကိုဖန်တီးပေးပါလိမ့်မယ်။ဟက်ဆက်ရဲ့ခရီးစဉ်နဲ့မကြာသေးမီကတိုးမြင့်လာတဲ့ပူးပေါင်းဆောင်ရွက်မှုတွေကပုံမခိုင်မာတဲ့မိဖက်ဆက်ဆံရေးရဲ့လက္ခဏာတွေကိုပြသနေပါဗျ။ဒီမိဖက်ဆက်ဆံရေးဟာတရုတ်ရဲ့ရန်လိုမှုတွေကိုတုံ့ပြန်မှုအရင်ကထက်ပုံမအသင့်ဖြစ်နေပြီဆိုတာပြသနေပါဗျ။တန်ရှင်းကြည်လင်နဲ့အပူပိုင်းကျွန်းတွေတဲဖြူတဲတောင်ပြင်တွေနဲ့ကြည်လင်နဲ့ရေပြင်တွေနဲ့လူသိများတဲ့နိုင်ငံတစ်ခုဖြစ်တဲ့ဖိလစ်ပိုင်ဟာ အလွန်အန္တရာယ်များပြီးမတည်ငြိမ်တဲ့ခေတ်ကာလတွေကိုဝင်ရောက်နေပါတယ်။သူမှာဒီလိုအားကျစရာကောင်းတဲ့ဂုံတက်တီတွေအားလုံးပြင်ဖိလစ်ပိုင်ဟာတောင်တရုတ်ပင်လယ်ပြင်ရဲ့အလဲဘူမှာတည်ရှိနေပါတယ်။၂၁ရာစုပထဝီဝင်နိုင်ငံရေးခေတ်မှာဒါကတရုတ်နဲ့ပဋိပက္ခဖြစ်မယ်လို့အတိတ်ပဲရပါတယ်။ကမ်းခြေတစ်လျှောက်ကဇိမ်ခံအပန်းဖြေစခန်းတွေပြင်စစ်ရေးလှုပ်ရှားမှုတွေကြီးမားစွာမြင့်တက်လာတာကိုကျွန်တော်တို့တွေ့မြင်နေရပါတယ်။ American တပ်ဖွဲ့တွေဟာစစ်ရေးလေ့ကျင့်မှုတွေပုံမှန်များပြားစွာလှုပ်ဆောင်နေပါတယ်။ အဆင့်မြင့်ရာရှိကြီးတွေရဲ့ခရီးစဉ်တွေတိုးလာနေပြီးဖိလစ်ပိုင်စစ်တပ်ဟာသူတို့ရဲ့မြောက်ဘက်အိမ်နီးချင်းကြီးရဲ့ရီမန်းကျဆိုးကြီးတွေတိုးပွားလာတာကိုရင်ဆိုင်ဖို့ပြင်ဆင်နေပါတယ်။ဒါပေမဲ့ဘာကြောင့်အခုမှဒီလို ဖြစ်နေတာလဲ။ဆယ်စုနှစ်များသာကြာအောင်တရုတ်ကတောင်တရုတ်ပင်လယ်ပြင်မှာသူ့ရဲ့ရပ်တည်မှုကိုတဖြည်းဖြည်းချင်းတိုးမြှင့်ခဲ့ပါတယ်။ရေပိုင်တဲ့တစ်ခုလုံးပေါ်အချုပ်ချာအနာပိုင်ဆိုင်တယ်လို့တရုတ်ကအစင်တစိုက်အခိုင်အမာပြောဆိုနေပါတယ်။ဒါကအရှေ့တောင်အာရှအိန္ဒိယနိုင်ငံတွေနဲ့တင်းမာမှုတွေဖြစ်ပေါ်စေခဲ့ပြီး ဖိလစ်ပိုင်လည်းပါဝင်ပါတယ်။တရုတ်ကဒီဒေသကိုစီးပွားရေးအရသာမကပထဝီဝင်နိုင်ငံရေးအရပါလွှမ်းမိုးခြင်းနေပါတယ်။တောင်တရုတ်ပင်လယ်ပြင်မှာအသုံးမပြုရသေးတဲ့ရေနံတိုက်ဘီလီယံပေါင်း7ဘီလီယံရှိတယ်လို့ခန့်မှန်းရပါတယ်။တဘာဝတန်ွေတွေကလည်းကုဘပေ190ထရီလီယံလောက်ထိရှိပါတယ်။ဒါတွေကဒီပင်လယ်ပြင်ကိုအဓိကသင်္ယန်ဇာတအရင်းမြစ်တွေရဲ့ကြီးမားတဲ့တူလောင်ရနေရာဖြစ်ပါတယ်။ဒီဒေသရဲ့ထိပ်တန်းချုပ်ကင်သူဖြစ်လာဖို့ဆိုတဲ့ရည်မှန်းချက်နဲ့ တရုတ်ကဒီဒေတာရဲ့အကြီးဆုံးအစိတ်ပိုင်းကိုလိုချင်နေပြီးတော့လက်ရှိကြီးမန်းချက်တွေကိုတရားမျှတအောင်လုပ်ဖို့အတွက်အခိုင်အမာပြောဆိုမှုတွေအသုံးပြုဖို့လည်းဝင်မလေးပါဘူး။အဲဒီကြီးမန်းချက်နဲ့တရုတ်ကဖိလစ်ပိုင်ကိုသာမကတခြားအင်ဒီဂျင်နိုင်ငံတွေကိုလည်းရန်လိုခဲ့ပါတယ်။အင်ဒိုနီးရှား၊ဘရူနိုင်း၊မလေးရှား၊ထိုင်ဝမ်နဲ့ဗီယက်နမ်တို့လိုနိုင်ငံတွေကလည်းတောင်တရုတ်ပင်လယ်ပြင်မှာပိုင်ဆိုင်မှုရှိတယ်လို့အခိုင်အမာပြောဆိုနေကြပါတယ်။1980ပြည့်လွန်နှစ်တွေကစပြီး တရုတ်ကပင်လယ်ပြင်တစ်လျှောက်ကျွန်းမျိုးမျိုးကိုအခိုင်အမာ ပြောဆိုပြီးတင်ပိုက်လာခဲ့ပါတယ်။ဒါရီထဲမှာ Spratly ကျွန်းစုတွေလည်းပါဝင်ပါတယ်။သူတို့ဟာတဘာဝတယံဇာတာတွေနဲ့အဖိုးတန်ငါးဖန်းစုံတွေပေါ်များတဲ့ကျွန်းစုတစ်ခုဖြစ်ပါတယ်။ဒီကျွန်းတွေနဲ့ပင်လယ်ပြင်ဒေသအများပြားဟာတခြားနိုင်ငံတွေရဲ့တီးတန့်စီးပွားရေးစုံတွေနဲ့အန္တရာယ်ရှိလောက်အောင်နီးကပ်နေပြီးတချို့ဆိုရင် ဖြတ်ကျော်နေတာတောင်ရှိပါတယ်။ဒါကပဋိပက္ခတွေဆက်လက်ဖြစ်ပွားစေခဲ့ပါတယ်။ ယနေ့တိုင်းဒီပဋိပက္ခအများပြားကိုတန်တမန်နည်းနဲ့ဖြည့်ရှင်းနိုင်ခြင်းမရှိသေးဘဲစစ်ပွဲဖြစ်နိုင်ခြင်းကိုဖြစ်ပေါ်စေခဲ့ပါတယ်။တရုတ်ကသူ့ရဲ့ EEZ Exclusive Economic Zone အတွင်းမှာနိုင်ငံခြားဝင်ရောက်ဆွဲဖက်မှုမရှိဘူးလို့အခိုင်အမာပြောဆိုပေမဲ့ UNCLOS UN Convention of the Law of the Sea ကတော့မတူကွဲပြားပါတယ်။ UNCLOS က EEZ တွေမှာလွတ်လပ်စွာသွားလာခွင့်ကိုပေးထားပါတယ်။2016ခုနှစ်မှာနိုင်ငံတကာတရားရုံးကတောင်တရုတ်ပင်လယ်ပြင်ပဋိပက္ခတွေနဲ့ပတ်သက်ပြီး ဖိလစ်ပိုင်ဘက်ကနေတရုတ်ကိုစန့်ကျင်ပြီးဆုံးဖြတ်ခဲ့ပါတယ်။နိုင်ငံတကာဥပဒေကိုလှည့်လည်ရှိပြီးတရုတ်ကတောင်တရုတ်ပင်လယ်ပြင်မှာမြေသိမ်းမှုတွေတိုးမြှင့်ဖို့ကြိုးစားခဲ့ပါတယ်။တရုတ်နိုင်ငံဟာရှီဘီသားကျွန်းတွေကိုတိုးချက်ပြီးအခြေခံအဆောက်အုံတွေတည်ဆောက်ခဲ့ပါတယ်။ဒါရင်မကသေးပဲကျွန်းအသွေးတွေကိုပါဖန်တီးခဲ့ပါတယ်။ဗိကျင်းကဒီတိုးချက်ထားတဲ့လူလုံကျွန်းတွေတခြားစိတ်ကန်းတွေစစ်ခြေဆိုင်စခန်းတွေနဲ့လေရင်ပြေးလမ်းတွေတည်ဆောက်ခဲ့ပါတယ်။အထူးသဖြင့် Paracene နဲ့ Spratly ကျွန်းတွေမှာပါ ဒီကျွန်းတွေကိုထိုင်ဝမ်ဖိလစ်ပိုင်ဗီယက်နမ်နဲ့တခြားနိုင်ငံတွေကလည်းပိုင်ဆိုင်ကြောင်းခိုင်မာပြောဆိုနေပါတယ်။ဒီလိုရက်တွေဟာပင်လယ်ပြင်ဥပဒေရဲ့လွတ်လပ်စွာသွားလာခွင့်ကိုချိုးဖောက်တာဖြစ်ပါတယ်။ဒီလိုမျိုးဖိအိုဖျဲဖြစ်မှုတွေကတောင်တရုတ်ပင်လယ်ပြင်စီးပွားရေးဈေးညတချောင်းကုန်သွယ်မှုကိုပြင်းထန်စွာထိခိုက်စေပါလိမ့်မယ်။ဒီအကြောင်းပြချက်ကြောင့်အမေရိကန်ကလှင်မြန်စွာတုံ့ပြန်ခဲ့ပါတယ်။သူတို့ဟာပင်လယ်ပြင်တချောင်းသူတို့ရဲ့လွတ်လပ်စွာသွားလာခွင့်ဆိုင်ရာလှုပ်ရှားမှုတွေကိုတိုးမြှင့်ခဲ့ပါတယ်။ ်ပြီးတော့တခြားဒေသတွင်မဟာမိတ်တွေကိုပံ့ပိုးမှုတွေလည်းတိုးမြှင့်ခဲ့ပါတယ်ဒီနေရာမှာ American Philippine ဆက်ဆံရေးအကြောင်းလည်းပြောဖို့လိုအပ်ပါတယ် American ပြည်ထောင်စုနဲ့ Philippine တို့ဟာအလွန်ထူးခြားပြီးရှုပ်ထွေးတဲ့ဆက်ဆံရေးရှိပါတယ်1898ခုနှစ်စပိန်ကိုလိုနီအုပ်ချုပ်မှုဆန့်ကျင်တဲ့ Philippine ဒေါ်လာရေးနဲ့စတင်ခဲ့ပါတယ်အဲဒီပြည်ပခအတွင်းမှာ American ကစပိန်တွေကိုဆန့်ကျင်ပြီးပြက်ပြက်သားသားချောင်းဝင်ခဲ့ပါတယ် နောက်ဆက်တွဲစပိန်အမေရိကန်စစ်ပွဲမှာအမေရိကန်ကအောင်ပွဲခံပြီးဖိလစ်ပိုင်နယ်မြေတွေကိုစပိန်စီကဝယ်ယူခဲ့ပါတယ်။ဒါကဒီဆက်ဆံရေးအတွက်အလွန်မတည်ငြိမ်တဲ့အစတစ်ခုဖြစ်ခဲ့ပါတယ်။ချက်ချင်းဆိုသလိုဖိလစ်ပိုင်တို့ဟာအမေရိကန်တွေကိုစန့်ကျင်ပြီးလွတ်လပ်ရေးအတွက်စစ်ပွဲဆင်နွှဲခဲ့ပါတယ်။ဖိလစ်ပိုင်တို့ဒီစစ်ပွဲမှာရှုံးနိမ့်ခဲ့ပါတယ်။သို့တော့ဒီရှုံးနိမ့်မှုခံစားပြီးနောက်ဒီဂျွန်းတွေဟာဒုတိယကမ္ဘာစစ်ပြီး1946ခုနှစ်အထိအမေရိကန်အုပ်ချုပ်မှုအောက်မှာဆက်ရှိနေခဲ့ပါတယ်။ စစ်ပွဲအတွင်းမှာဖိလစ်ပိုင်တို့ကိုဂျပန်အင်ပါယာကသိမ်းပိုက်ခဲ့ပါတယ်။တုံ့ပြန်မှုအနေနဲ့သူတို့ကသိမ်းပိုက်မှုကိုခုခံတွန်းလှန်ဖို့အမေရိကန်နဲ့မဟာမိတ်ဖွဲ့ခဲ့ပါတယ်။ဒီမဟာမိတ်ဖွဲ့မှုရဲ့စစ်ရဲပျက်စီးဖျက်ဆီးမှုတွေအပြီးမှာဖိလစ်ပိုင်ဟာ1946ခုနှစ်မှာအပြည့်အဝလွတ်လပ်ရေးရရှိခဲ့ပါတယ်။ဆက်ဆံရေးဟာစစ်ရေးတိုက်ပွဲတစ်လျှောက်လုံးအနှဲငယ်တင်းမာနေခဲ့ပါတယ်။ဒါပေမဲ့ဒါကအဓိကအဖြစ်ဖိလစ်ပိုင်စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက်အမေရိကန်ရဲ့ရေးပါတဲ့ပံ့ပိုးမှုမရှိခြင်းကြောင့်ပါ။ အမေရိကန်တွေကဂျပန်နဲ့တောင်ဗီယက်နမ်လိုတခြားအရှိန်နဲ့အရှိတောင်အာရှသားတွေကိုပုံမူပံ့ပိုးပေးမှုပေးပြီးမှဒီအခြေအနေကပိုဆိုးလာခဲ့ပါတယ်1950ခုနှစ်မှာနှစ်နိုင်ငံလုံးကအပြန်အလှန်ကာကွယ်ရေးစာချုပ် Mutual Defense Treaty ကိုလက်မှတ်ရေးထိုးခဲ့ပါတယ်ဒီစာချုပ်ကနှစ်ဖက်စလုံးကိုတစ်ဖက်ဖက်တိုက်ခိုက်ခံရရင်အချင်းချင်းကာကွယ်ဖို့ကတိပြုခဲ့ပါတယ်ဒီသဘောတူညီချက်ကတရုတ်နဲ့တင်းမာမှုတွေဆက်လက်မြင့်တက်လာတာကြောင့် အရေးပါတဲ့စံနမူနာတစ်ခုကိုချမှတ်ခဲ့ပါတယ်။အမေရိကန်ဒါမှမဟုတ်ဖိလစ်ပိုင်နိုင်ငံတနိုင်ငံကတရုတ်ရဲ့တိုက်ခိုက်တာခံရရင်သူတို့ရဲ့မိဖက်ကိုပံ့ပိုးပြီးကာဝယ်ပေးရမှာဖြစ်ပါတယ်။အဲဒီနောက်ပိုင်းနှစ်နိုင်ငံစလုံးကစစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေကိုတိုးမြှင့်ခဲ့ပါတယ်။ဖိလစ်ပိုင်တပ်ဖွဲ့တွေက1950ကနေ1953ခုနှစ်ထိကိုရီးယားစစ်ပွဲတွင်ကွန်မြူနစ်တွေကိုတိုက်ခိုက်ခဲ့ပါတယ်။ဒီခေတ်ကာလအတွင်းမှာအမေရိကန်ကဖာရီနန်မာကော့စ်ရဲ့အာနာရှင်စနစ်ကိုထောက်ခံခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့မာကော့စ်ဟာကွန်မြူနစ်စန့်ကျင်ရေးမူဝါဒတွေကြောင့်လူသိများပါတယ်။အရေးကြီးဆုံးကတော့သူကအမေရိကန်ကို Clark L Base နဲ့ Sabic Bail Navy Base လို့ရှိပြီးသားစစ်အခြေစိုက်စခန်းတွေကိုထိမ့်သိမ်းထားဖို့ခွင့်ပြုခဲ့ပါတယ်။ဒီစခန်းတွေဟာ1960ပြည့်လွန်နှစ်များနောက်နှောင်းပိုင်းနဲ့1980ပြည့်နှစ်အစောပိုင်း VNN စစ်ပွဲတွင်အမေရိကန်ရဲ့စစ်ပွဲကြိုးပမ်းမှုအတွက်လည်းအရေးပါခဲ့ပါတယ်။မာကော့စ်အစိုးရဟာအမေရိကန်ရဲ့ပံ့ပိုးမှုနဲ့ မွတ်စလင်နဲ့ကွန်မြူနစ်အရေးခင်တွေကိုလည်းနှိမ်နင်းခဲ့ပါတယ်။ဒီပူးပေါင်းဆောင်ရွက်မှုတွေကိုလဲလှယ်နေတဲ့အမေရိကန်ကမာကော့စ်ကိုနိုင်ငံရေးအရထောက်ပံ့ပေးခဲ့ပါတယ်။ဒီလိုမဟာမိတ်နိုင်ငံကြီးရဲ့ထောက်ပံ့မှုကသူ့ရဲ့အစိုးရကို ခိုင်မာအောင်ကူညီပေးခဲ့ပါတယ်။ဒါပေမဲ့မာကော့စ်ရဲ့အစိုးရတခြားလုံးမှာတော့ဖိလစ်ပိုင်မှာရှိတဲ့ American Six ခန်းတွေရဲ့ရွယ်စားတဲ့အရေးအတွက်ကတဖြည်းဖြည်း short ချခံခဲ့ရပါတယ်။တမရမာကော့စ်ဟာ1986ခုနှစ်မှာယာရုကနေဖယ်ရှားခံခဲ့ရပြီး သူ့ရဲ့ရက်ဆက်ကြမ်းကြုတ်တဲ့အာနာရှင်စနစ်ကိုအဆုံးသတ်ခဲ့ပါတယ်။အဲဒီနောက်ဖိလစ်ပိုင်ကကမရာကိုရာဇွန်အကီနိုလက်အောက်မှာဒီမိုကရေစီကိုကူးပြောင်းခဲ့ပါတယ်။နောက်ဆုံးမှာ1990ပြည့်လွန်နှစ်များအစောပိုင်းမှာဖိလစ်ပိုင်ထက်လွတ်တော်ကစစ်ခြေဆိုင်စခန်းတွေပေါ်အမေရိကန်ရဲ့တည်ရှိနေမှုကိုဆက်လက်တည်တံ့မတိုးဖို့မဲပေးခဲ့ပါတယ်။ဒီအကြောင်းပြချက်ကြောင့်1992ခုနှစ်မှာအမေရိကန်တပ်ဖွဲ့တွေကိုရုပ်သိမ်းခဲ့ပါတယ်။ ဖိလစ်ပိုင်နဲ့အမေရိကန်တို့ရဲ့စည်ရေးပူးပေါင်းဆောင်ရွက်မှုဟာဘယ်တော့မှလုံးဝရပ်တန့်မသွားခဲ့ပါဘူး1999ခုနှစ်မှာအမေရိကန်နဲ့ဖိလစ်ပိုင်တို့ဟာရှီပီးသားအပြန်အလှန်ကာကွယ်ရေးစာချုပ်အောက်က Visiting Force Agreement VFA ကိုအတည်ပြုခဲ့ကြပါတယ်ဒီသဘောတူညီချက်အသေးအရာအမေရိကန်စစ်တပ်ဟာဖိလစ်ပိုင်ကိုဗီဇာမလိုဘဲဝင်ရောက်နိုင်ခွင့်ရှိပြီးအမေရိကန်တပ်ဖွဲ့တွေဟာဖိလစ်ပိုင်တပ်ဖွဲ့တွေနဲ့ပူးတွဲစည်ရေးလေ့ကျင့်မှုတွေပြုလုပ်နိုင်ပါတယ် ီအချိန်တစ်လျှောက်လုံးမှာအမေရိကန်ဟာလုံခြုံရေးဆိုင်ရာဆက်ဆံမှုတွေကိုထိန်းသိမ်းထားရင်းဖိလစ်ပိုင်အတွက်စီးပွားရေးပံ့ပိုးမှုတွေကိုတိုးမြှင့်ခဲ့ပါတယ်။ဒီအချိန်တွင်အရေးပါတဲ့နောက်ထပ်ဖြစ်ရပ်တစ်ခုကတော့တမရဖီဒယ်ဗာဒက်စ်ရာမို့စ်က1996ခုနှစ်မှာအမေရိကန်ချစ်ကြည်ရေးနေကိုကျင်းညာခဲ့ခြင်းပါပဲ။ဒါဟာဖိလစ်ပိုင်လွတ်လပ်ရေးနေ့50ပြည့်နှစ်ပတ်လည်ကိုလည်းအမှတ်ရစေခဲ့ပါတယ်။တမလဂလိုရီယာအရူယိုဟာအမေရိကန်ဒရက်တန်တမန်မဟာမိတ်တဦးတာမကပဲ။ ကိုမြင်းဆောင်စစ်တပ်တိုက်ခိုက်မှုတွေပြီးမှပုံမကြီးမားတဲ့မဟာမိတ်ဖြစ်လာခဲ့ပါတယ်။တမရအရီယိုဟာအမေရိကန်တမရဂျော့ဒဘလူးဘုရှ်ရဲ့မဟာမိတ်ဖြစ်လာခဲ့ပါတယ်။အဲဒီလိုဖြစ်လာခဲ့ပြီးနောက်ပိုင်းမှာအကြမ်းဖက်တိုက်ဖြတ်ရေးစပွဲကိုခိုင်မာစွာထောက်ခံခဲ့ပါတယ်။၂003ခုနှစ်ရောက်တဲ့အခါမှာအမေရိကန်ကဖိလစ်ပိုင်ကိုနေတိုးမဟာမိတ်မဟုတ်တဲ့တခြားမဟာမိတ်အဖြစ်သတ်မှတ်ခဲ့ပါပြီ။ဒီသတ်မှတ်ချက်ဟာသင်္ကေတအမှတ်အသားတသက်မဟုတ်ဘဲ ဒေတာရင်တရုတ်ရဲ့ဩဇာလွှမ်းမိုးမှုကိုချိန်ချောက်မှုတစ်ခုလည်းဖြစ်ပါတယ်။2014ခုနှစ်မှာနှစ်နိုင်ငံစလုံးဟာတိုးမြင့်ကာဝေးရေးပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက် EDCA ကိုလက်မှတ်ရေးထိုးခဲ့ကြပါတယ်။ဒါဟာမိဖက်နှစ်ခုကိုပုံမိုနီးကပ်လာစေတဲ့နောက်ထပ်လှုပ်ရှားမှုတစ်ခုဖြစ်ပါတယ်။ဒီသဘောတူညီချက်အသေးအရာအမေရိကန်တပ်ဖွဲ့တွေဟာဖိလစ်ပိုင်စစ်ခန်းတွေကိုအုံပြုခွင့်ရရှိပြီးအလှည့်ကြားစစ်ရေးလေ့ကျင့်မှုတွေနဲ့ပုံမိုကြကြနေထိုင်ခွင့်တွေပြုလုပ်နိုင်ပါတယ်။ ဒီဆက်ဆံရေးမှာကောင်းမွန်တဲ့တိုးတက်မှုတွေအားလုံးပြီးနောက်ရိုဒရီဂိုဒူတာတေးတမရဖြစ်လာခဲ့ပါတယ်။2016ခုနှစ်မှာဇွန်လမှာသူရာဒူးတက်ရောက်ပြီးမကြခင်မှာပဲမနီလာကိုဝါရှင်တန်နဲ့ဝေးကွာအောင်စတင်လှုပ်ဆောင်ခဲ့ပါတယ်။ပေကျင်းနဲ့ပုံမှန်ဒီဆက်တဲ့ဆက်ဆံရေးတွေဖန်တီးတာကနေ VFA ကိုဖျက်သိမ်းမယ်လို့ချိန်ချောက်တာအထိနှစ်နိုင်ငံကြားဆက်ဆံရေးတွေစတင်ယိုယွင်းလာခဲ့ပါတယ်။တမရဒူတာတေးဟာတမရအိုဘားမားနဲ့စကားချို့ရောင်ပြောဆိုခဲ့ပါတယ်။ ဒူတာဒေးကဆယ်စုနှစ်များသာကြာ American Philippine စည်ရေးပူးပေါင်းဆောင်ရွက်မှုနဲ့ပံ့ပိုးမှုတွေကိုအန္တရာယ်ဖြစ်စေမယ်လို့ချိန်ချောက်ခဲ့ပါတယ်။ Trump တမရဖြစ်လာတဲ့အခါသူ့ရဲ့ရည်တည်ချက်ကနူးညံ့လာခဲ့ပါတယ်။ဒါပေမဲ့နောက်ဆုံးမှာတော့2022ခုနှစ်မှာ Bongabon Marcos Jr. တမရဖြစ်လာတဲ့အထိဆက်ဆံရေးတွေတကယ်တမ်းမတိုးတက်ခဲ့ပါဘူး။တမရ Marcos ဟာ Biden အစိုးရနဲ့ပူးပေါင်းပြီးဆက်ဆံရေးတွေကိုပုံမှန်ပြန်ဖြစ်အောင်လှုံ့ဆော်ခဲ့ပါတယ်။သူတို့ဟာ2022ခုနှစ်မှာ နိုင်ငံခြားရေးဝန်ကြီးအန်တိုနီဘလင်ကန်နဲ့ဒုတိယသမ္မတကမလာဟဲရစ်တို့နဲ့နှစ်ဦးသလုံးနဲ့တွေ့ဆုံခဲ့ပါတယ်။၂022ခုနှစ်ကုလသမဂ္ဂအထွေထွေညီလာခံမှာလည်းသမ္မတဘိုင်ဒန်နဲ့တွေ့ဆုံခဲ့ပါတယ်။ဒီအစည်းအဝေးမှာကောင်းသောနှစ်ဦးအားရင်းနှီးမြှုပ်နှံမှုအသစ်တွေစားနပ်ရိက္ခာနဲ့စွမ်းအင်လုံခြုံရေးဆိုင်ရာသဘောတူညီချက်တွေကိုဆွေးနွေးခဲ့ကြပါတယ်။မာကိုစာ2023ခုနှစ်မှာ EDCA ကိုလည်းမြင့်တင်ခဲ့ပါတယ်။ဒီသဘောတူညီချက်ကိုတိုးချဲ့ခြင်းဟာအကြီးအကျယ်အရေးပါတဲ့ကိစ္စရပ်တစ်ခုဖြစ်ပါတယ်။ ဒါကအမေရိကန်စစ်တပ်ကိုနိုင်ငံတဝန်းရှိစစ်ရေးစခန်းတွေစီကိုပုံမဝင်ရောက်ခွင့်ပေးပြီးဖိလစ်ပိုင်မှာနှစ်30ကျော်အတွင်းအကြီးဆုံးအမေရိကန်စစ်ရင်အားတည်ရှိမှုကိုဖန်တီးပေးခဲ့ပါတယ်။တမရမာကိုစာ2024ခုနှစ်မှာတော့ပုံမအဆင့်မြင့်နဲ့လှုပ်ရှားမှုတွေလှုပ်ဆောင်ခဲ့ပါတယ်။သူဟာဝါရှင်တန်မှာတမရဘိုင်ဒင်နဲ့ဂျပန်ဝန်ကြီးချုပ်ဖူမီယိုကီရှိတာရုနဲ့အတူသုံးဖွဲ့ဆိုင်ထိပ်သီးအစည်းအဝေးကိုတက်ရောက်ခဲ့ပါတယ်။အဲ့ဒီထိပ်သီးအစည်းအဝေးမှာတောင်တရုတ်ပင်လယ်ပြင်မှာ လုံခြုံရေးနဲ့လွတ်လပ်စွာသွားလာခွင့်တွေကိုထိန်းသိမ်းဖို့သဘောတူညီချက်အသစ်တွေကိုဆွေးနွေးခဲ့ကြပါတယ်။ဒီထိပ်သီးအစည်းအဝေးတစ်ခုလုံးကိုပေကျင်းရဲ့တိုးပွားလာတဲ့ဩဇာလွှမ်းမိုးမှုနဲ့ရည်မှန်းချက်တွေကိုထိန်းချုပ်ဖို့ကြီးမားတဲ့ကြိုးပမ်းမှုဖြစ်ရှုမြင်ခဲ့ကြပါတယ်။လက်ရှိဒုတိယ Trump အစိုးရလက်ထက်မှာတော့ဒီဆက်ဆံရေးတွေကဆက်လက်ခိုင်မာနေသေးပါပဲ။အထက်ဖော်ပြပါကောင်းဆောင်များရဲ့ခီးစဉ်တွေနဲ့အဆင့်မြင့်စရေးခြေခံအဆောက်အုံတွေရဲ့ရောင်းချမှုတိုးမြင့်ခြင်းတို့ဟာခိုင်မာလာတဲ့မိဖက်ဆက်ဆံရေးရဲ့ဥပမာနှစ်ခုသာဖြစ်ပါတယ်။ ဒါကြောင့်မြင်တွေ့နေရတဲ့အတိုင်းတရုတ်ဟာအမေရိကန်နဲ့ဖိလစ်ပိုင်တို့ကြားကမိတ်ဖက်ဆက်ဆံရေးကိုလုံးဝမကျေနပ်တာရှင်းပါတယ်။ဒါကတောင်တရုတ်ပင်လယ်ပြင်မှာ သူ့ရဲ့ရည်တည်ချက်နဲ့အကျိုးစီးပွားတွေကိုချိန်ချောင်းနေပါတယ်။ဒါကကျွန်တော်တို့ကိုတရုတ်ဖိလစ်ပိုင်အရင်းပွားမှုတွေစီပိုမိုနီးကပ်စွာပို့ဆောင်ပေးပါတယ်။ Spreadley ကျွန်းတွေက Second Thomas Shaw ကျွန်းငယ်ကိုမိမောင်းထိုးပြနိုင်ပါတယ်။ဒီကျွန်းငယ်လေးဟာဖိလစ်ပိုင်ရဲ့မိုင်းနှရာအကွာရှိတီးတန့်စီးပွားရေးဆောင် EZ တွင်ကြာရောက်နေပါတယ်။ 1999ခုနှစ်မှာဖိလစ်ပိုင်က BRP Syria Madrid လို့ခေါ်တဲ့တင်မောတစ်စင်းကို ကျွန်းပေါ်မှာရန်နာစေခဲ့ပါတယ်။ဒါကိုပြုလုပ်ရတဲ့အကြောင်းရင်းကနေမြေချင်းပွားအမြင်ပွားမှုနဲ့ပတ်သက်ပြီးသူတို့ရဲ့ရည်ရည်ချက်ကိုခိုင်မာစေဖို့လုပ်ခဲ့တာပါ။အဲ့ဒီချိန်ကစပြီးနိုင်ငံရဲ့ကမ်းခြေဆောင်တပ်ဖွဲ့ဟာတင်မောကိုလဆင်ရိတ်ခါတွေပုံမှန်ပို့ဆောင်ပေးနေပါတယ်။တချိန်တည်းမှာပဲတရုတ်ကမ်းခြေဆောင်တပ်ဖွဲ့ဟာမကြသေးခင်ကဖိလစ်ပိုင်ရဲ့ရိတ်ခါဖြည့်တင်းရေးမရှင်တွေကိုစတင်နှောက်ယှက်ခဲ့ပါတယ်။ 2023ခုနှစ်ကစပြီးဒီလုံရက်တွေကြောင့်စရေးဆိုင်ရာထိတ်တိုက်တွေ့ဆုံမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ဒီလိုမျိုး NDA ရှိပြီးရန်လိုတဲ့နီးဗျူဟာတွေကစစ်ပွဲကြီးတစ်ခုဖြစ်နိုင်ခြေကိုသာတိုးမြင့်စေခဲ့ပါတယ်။ဒီအငင်းပွားမှုနဲ့ပတ်သက်ပြီးအမေရိကန်ကလက်ရှိမှာ Naval Detachment Oyster Bay လို့ခေါ်တဲ့အရေးပါတဲ့ဖိလစ်ပိုင်ရေတပ်စခန်းကိုအစစ်မြင့်တင်ဖို့စီစဉ်နေပါတယ်။ဒါဟာဖိလစ်ပိုင်ရေတပ်ရဲ့ကင်းလှည့်တင်မော်တွေတနက်တင်တင်မော်တွေနဲ့ရိတ်ခါဖြည့်တင်းရေးပစ္စည်းတွေနဲ့အခြေစိုက်စခန်းမှာ ဝါရှင်တန်ကຫນွေရာသီမတိုင်မီအဲ့ဒီစကန်ကိုဒေါ်လာတန်းကနေ5တန်းကြားပို့ဖို့စီစဉ်ထားပါတယ်။အမေရိကန်က24ပေရှိတဲ့စစ်သွင်းမော်တွေရွှေ့ပြောင်းရမှာ အထောက်ကူပြုမဲ့အဆောက်အုံတစ်ခုတည်ဆောက်ဖို့နဲ့စကန်ထဲမှာဆက်ပစ္စည်းတွေတူလောင်ဖို့လည်းစီစဉ်ထားပါတယ်။သူတို့ကစကန်ရဲ့လှေဆင်းရနေရာကိုလည်းပိုကြီးတဲ့သင်းမော်တွေဝင်ရောက်နိုင်အောင်ပြင်ဆင်ပေးပါလိမ့်မယ်။ဆိုင်ရာမာဒရီရိတ်ခါဖြည့်တင်းရေးမရှင်တွေပြင် စကန်တော့မတ်ရှောမှာဝိုင်းစတာဘီဟာတောင်တရုတ်ပင်လယ်ပြင်မှာဖိလစ်ပိုင်ရဲ့အဓိကစစ်စင်ရေးစကန်မှာ တရုတ်ကမ်းခြေဆောင်တပ်ဖွဲ့ဟာဒီပင်လယ်ော်တဝိုက်မှာဖိလစ်ပိုင်တို့နဲ့ထိတိုက်တွေ့ဆုံမှုလည်းရှိခဲ့ပါတယ်။ဥပမာ2024ခုနှစ်ဇွန်လမှာပေါ့ဒီဖြစ်စဉ်မှာဖိလစ်ပိုင်ရေတပ် CU တဦးဟာတရုတ်လှေတစင်းနဲ့တိုက်မိစဉ်လက်တချောင်းပြတ်သွားခဲ့ပါတယ်။ဒါကြောင့်ဒီတရုတ်ရဲ့ရန်လုံမှုတွေတိုးဝလာတဲ့နေ့မျှနှစ်နိုင်ငံကြားဆက်ဆံရေးဟာအရေးပါနေပါပြီ။အချိန်အခါသမယအရအမေရိကန်ဖိလစ်ပိုင်မိတ်ဖက်ဆက်ဆံရေးဟာအရင်ကထက်ပိုမှုအရေးပါလာခဲ့ပါတယ်။ 2014ခုနှစ် EDCA တိုးချဲ့ခြင်းဟာအကျိုးဆက်တွေများစွာရှိပါလိမ့်မယ်။ဒီအကျိုးဆက်တွေဟာဖိလစ်ပိုင်လုံခြုံရေးထက်ကျော်လွန်ပြီးထိုင်ဝမ်အထိပါတက်ရောက်နိုင်ပါတယ်။ထိုင်ဝမ်ရဲ့ကန်တီမာနဲ့ပတ်သက်ပြီးအမေရိကန်နဲ့တရုတ်ကြားတင်းမာမှုတွေဟာမကြသေးမီနှစ်တွေအတွင်းမြင့်တက်လာခဲ့ပါတယ်။အဲဒီတုန်းကဥက္ကဋ္ဌနန်စီပလိုစီက2022ခုနှစ်မှာကျွန်းကိုသွားရောက်ပြီးနောက်ပေကျင်းကသူ့ပတ်ဝန်းကျင်မှာစစ်ရေးလှုပ်ရှားမှုတွေတိတိတတ်တာတိုးမြင့်ခဲ့ပါတယ်။တရုတ်ကထိုင်ဝမ်ကိုအပြည့်အဝတိုက်ခိုက်ကျူးကျော်ဖို့ဆုံးဖြတ်ခဲ့ရင် အမေရိကန်ကဖိလစ်ပိုင်မှာရှိတဲ့သူ့ရဲ့မဟာဗျူဟာမြောက်တည်ရှိမှုကိုအဲ့ဒီကျူးကျော်မှုကိုတံပြန်ဖို့အသုံးပြုနိုင်ပါတယ်။အထူးသဖြင့်အာရှအေယာမာကြီးနဲ့အနီးဆုံးဖြစ်တဲ့နိုင်ငံရဲ့မြောက်ဘက်ဆုံးကျွန်းတွေမှာသာမကလူဇန်မှာလည်းအသုံးပြုနိုင်ပါတယ်။လူဇန်ဟာနိုင်ငံရဲ့အကြီးဆုံးနဲ့လူဦးရေအများဆုံးကျွန်းပါအရေးကြီးတာကဒီကျွန်းမှာအမေရိကန်တပ်ဖွဲ့တွေနဲ့ပစ္စည်းတွေကိုထားရှိဖို့စစ်ရေးစခန်းတွေကိုတပ်ဆင်ထားပြီးသားပါဖိလစ်ပိုင်ဟာအခုဆိုရင်ကြီးမားတဲ့အင်အားကြီးနိုင်ငံတွေရဲ့ပြိုင်ဆိုင်မှုကြားက အရေးပါတဲ့လမ်းဆောင်လမ်းခွာမှာ ရောက်နေပါပြီ။ဖိလစ်ပိုင်ဟာပေါ်ပေါက်လာရမယ့်စစ်ပွဲအတွက်ဖြစ်နိုင်ခြေရှိတဲ့မီးပွိုင်းတစ်ခုဖြစ်လာနေပါတယ်။အမေရိကန်ဟာအခုဆိုရင်သူ့ရဲ့ရှေ့တောင်အာရှမဟာမိတ်တွေနဲ့တူအင်အားအပြည့်အဝနဲ့ပြန်ရောက်နေပါပြီ။တချိန်တည်းမှာပဲတရုတ်ကတောင်တရုတ်ပင်လယ်ပြင်မှာ သူ့ရဲ့လွှမ်းမိုးမှုကိုဆက်လက်ပြီးအခိုင်အမာပြောဆိုနေပါတယ်။အဆင့်မြင့်ပထဝီဝင်နိုင်ငံရေးထိတ်တိုက်တွေ့ဆုံမှုအတွက်အခြေအနေကိုချမှတ်ထားပြီးဖြစ်ပါတယ်။ထိုင်ဝမ်ရဲ့ကံကြမ္မာဒါမှမဟုတ် ူ့ရဲ့ကံကြမ္မာနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်ဖိလစ်ပိုင်ဟာဒါစီကာဝယ်ယူကိုတန်တမန်ရေးရနဲ့ချိန်ဝင်ရှာညှိရပါလိမ့်မယ်။အဲ့ဒါကိုရရှိနိုင်မလားဆိုတာကတော့စောင့်ကြည့်ရပါလိမ့်မယ်။အခုချိန်မှာတော့တခုတော့ရှင်းရှင်းလင်းလင်းရှိပါတယ်။မနီလာဟာအမေရိကန်ပြည်ထောင်စုရဲ့အပြည့်အဝပံ့ပိုးမှုနဲ့အာရှရဲ့အေယာမကြားကြီးကိုရင်ဆိုင်မှုတက်ကြွသွားပြင်ဆင်နေပါတယ်။သူဟာပိုကြီးတဲ့ Indo-Pacific စစ်တူရင်ခုံမှာပေါင်းတကောင်မဟုတ်တော့ပါဘူး။သူဟာအရေးကြီးဆုံးကစားသမားတွေထဲကတဦးဖြစ်လာနေပါပြီ။ ။ဒီပုံစံတိုင်းဆိုရင်အင်အားကြီးနှစ်ခုကြားကလမ်းစုံတစ်ခုဖြစ်တဲ့ဖိလစ်ပိုင်ရဲ့အနာဂတ်ဟာဘယ်လိုပုံစံဖြစ်လာမလဲ။တန်တမန်ရေးရကတင်းမာမှုတွေကိုဖြေရှင်းနိုင်မလား။ဒါမှမဟုတ်စစ်ပွဲရဲ့အနေအထားတင်တိုက်တွေကဖိလစ်ပိုင်ရဲ့ဒီအလှပဆုံးကျွန်းတွေကိုဖုံးလွှမ်းသွားမလားဆိုတာကိုစောင့်ကြည့်ရပါလိမ့်မယ်။ဖိလစ်ပိုင်ရဲ့ကံကြမ္မာကအင်ဒိုပစိဖိတ်ဒေသတစ်ခုလုံးကိုဘယ်လိုပုံစံပြောင်းလဲပြင်မလဲဆိုတာစိတ်ဝင်စားစရာပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ